ဖရာကိုတဲ့စင်တုကွယ်တယ်တဲ့တရားကိုကျမ်းစာအုပ်ကွယ်တယ်တန်ခါကိုဘုံကြီးကွယ်တယ်ဆိုတဲ့စကားလေးသုံးလုံးရှိရှိကြတဲ့ကဒါပြောခဲ့ဆိုခဲ့တာဒီစကားလေးဟာမိမိတို့ကိုတတိပေးနေတဲ့စကားလေးပါဒါဖြစ်တတ်တဲ့သဘောကိုသူကပြောတာဖရာကိုစင်တုကွယ်တယ်ဆိုတာကိုယ်အိမ်မှာက ရုပ်ဘွားစင်တုကိုကိုးွယ်တာကိုရုပ်ဘွားစင်တုကိုကိုးွယ်တော့ဒီရုပ်ဘွားစင်တုလေးမှာပဲမျက်စိနဲ့ကြည့်မြင်ပြီးတော့အဲ့ဒီစင်တုရုပ်ဘွားလေးမှာတင်ပဲအာယုံကဆုံးသွားပြီးတော့ဒီရုပ်ဘွားလေးကိုပဲသွန်လေးကလိုက်ရေချမ်းလေးကလိုက်ပန်းလေးကလိုက်စီမီလေးကလိုက်နဲ့လုံနေလို့ရှိရင်ဖျားစီကိုအာယုံကမရောက်ပဲဖြစ်သွားတတ်တယ်ဖျားရဲ့ဂုံနေစီကိုပေါ့နော် ဖရာရဲ့ဂုံတည်ကိုမရောက်လို့ရှိရင်အဲ့ဒီဖရာကိုစင်သူကကွဲနေတယ်လို့သူကဒီလိုဆိုတာနော်ဖရာကိုစင်သူကွဲတယ်ဆိုတာနော်စင်သူလေးတဲ့သူကရရမှာမဟုတ်ဘူးဖရာဂုံတော်သိအောင်ရောက်အောင်အာယုံပို့ရမှာနော်ပို့ပြီးမှမင်းတို့ဆွတော်ကရမှာနော်ရေချမ်းကရမှာပန်းကရမှာလေဟုတ်တယ်မဟုတ်လားအဲ့တော့ဖရာဂုံတော်ဒီကိုရောက်အောင်သွားဖို့လိုတယ်မသွားနိုင်ဘူးဆိုရင်တော့ စင်တူလောင်းနဲ့ပဲရက်ပြီးတော့အာယုံကရက်သွားတဲ့အတွေ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုနေတဲ့ဖရာပေါ်ပြုနေတဲ့ဝေယဝိဇ္ဇာကုတုတွေဟာဖရာဒီမရောက်ဖဲနဲ့စင်တူကကြာနေပြီးတော့ကိုယ်ထားရရောက်တယ်လို့ဒီလိုပြောတာဗျာနော်အဲ့ဒါထားလိုက်တော့တခုတရားကိုကျမ်းစာအုပ်ကွယ်တယ်ဆိုတာကတရားကလည်းပဲအကိုကေကငါတို့ဘုန်းကြီးတွေကစာတွေနဲ့ပါဠိတွေရွတ်ရွတ်ပြီးတော့ဗေကျမ်းနဲ့မဘလို့ဘယ်ဘက်ဘာလို့ညာလဲနဲ့ပါဠိတွေရွတ်ရွတ်ပြီးပြောကြတာကိုအဲ့ဒါစာအုပ်တွေကစာတွေလေဟုတ်တော့မလား ဆောင်ရဲအကျက်ထားတဲ့ဇာတိရှိုးပြီးတော့မှတရားတွေအကြောင်းပြောကြဆိုကြဆွေးနွေးကြတဲ့အခါကျတော့အဲ့ဒီဇာနဲ့ပဲသူကရပ်သွားပြီးတော့တကယ်လိုက်နာကျင်သုံးတဲ့အပိုင်းထီအောင်မရောက်တော့တကယ်တရားဓမ္မကိုဉာဏ်နဲ့နှလုံးသွင်းပြီးတော့မြေအောင်ရှုတဲ့အပိုင်းကိုမရောက်တော့ဘူးလေမရောက်ခဲနဲ့အဲ့ဒီဇာဟုတ်တဲ့ကဇာတိနဲ့ပဲအချိန်ကုန်သွားလို့ရှိရင်အဲ့ဒီမို့ကိုဟာလည်းပဲတဲ့သူကတရားတွေကိုသူကဉာဏ်ကမရောက်တော့တဲ့အတွက်စာဟုတ်ကကွဲထားတာတဲ့နော်ဒါလေးသိကောင်းတယ်နော်ဒီစကားလေးတွေက နော်ဒါနဲ့လို့သတိထားကြကြနော်ဇာဝလေးနဲ့ရှင်ကုန်းသွားရင်ကတော့အဲ့ဒါတရားစီမရောက်ဘူးအဲ့ဒါတရားကိုဇာဝကကွယ်တယ်တဲ့တန်ခါကိုဘုံကြီးကကွယ်တယ်တဲ့ဗျာဒါလည်းဟုတ်တာပဲရန်တမင်းတော့ကောင်းနေနော်တန်ခါဘုံကြီးကကွယ်တယ်ကိုကြီးညိုတဲ့ဘုံကြီးကိုခင်းတဲ့ဘုံကြီးလေးကိုနဲ့ကျေးဇူးမခင်းတဲ့ဘုံကြီးပဲလှူလို့ရှင်မင်းဒါဘုံကြီးကွယ်ပြီးပေါ့ကောင်မင်းကောင်လေတန်ခါစီပဲရောက်တော့မှာတော့မလားမရောက်တော့ဘူးလေညံနေလည်းမရောက်တော့ဘူးတရာတရားနေလည်းမရောက်တော့ဘူးစေတနာနေလည်းမရောက်တော့ဘူးလေနော် ကိုနဲ့ခင်မင်းတို့ယင်းဒီလိုပင့်တာလေဟုတ်တယ်မလားကျေသူရှိလို့လေတချို့လည်းကျေသူရှိလို့လူရတာရှိတာပဲလေနော်ကျေသူမကင်းဘူးလေအဲ့လိုမျိုးတွေကိုပြောတာပါနော်ဖုန်ကြီးကိုအဓိကထားတာလေသူကတန်ခါးသေးကိုမရောက်တော့အဲ့ဒါဆိုလို့ရှိရင်တန်ခါးကို ဖုန်ကြီးကွယ်တယ်တဲ့ဗျာအဲ့တော့အဲ့ဒီသုံးခုကွယ်သုံးခွယ်တဲ့မှာအခုမင်းတို့ကတန်ခါးတွေကိုဆုံးကတ်တာတော့ရှေးနှစ်ခုတော့ငါထားလိုက်တော့မှမဟောတော့ဘူးနော်အဲ့နောက်တန်ခါးကိုဖုန်ကြီးမကွယ်အောင်ငါပြောပြမှာပေါ့ကွာနော် ငါပြရဲသမမြင်မိမောကမမြင်တော့လည်းမတန်နိုင်နော်ဟုတ်ပြီနော်တန်ဃာကိုဘုန်းကြီးမကွယ်အောင်ဘယ်လိုအာယုံပြရမှာတော့ဟုတ်လားတန်ဃာဒီကိုရောက်အောင်ဘယ်လိုအာယုံပြရမှာတော့ဆိုရင်တန်ဃာကုံတော့ကိုပါဆိုတာရှိပါတယ်မင်းတို့သုပတိပန်တော့ဘဂဝတော်တာဝကတန်ကိုလေအဲမင်းတို့တော့အလူတွေရမှာပါမြို့အလူတွေရချင်မှရမှာနော်အရာတော့ကိုခင်ထားလိုက်ပါအရိဟာကို အဲ့ဒီ၉ပါးကလည်းပဲတကယ်တမ်းခွဲလို့ရှင် ရှေ့၄ပါးကအကြောင်းကုံလို့ခေါ်တယ်။နောက်၅ပါးကအကျိုးကုံလို့ခေါ်တယ်။နော်။ဟိုတော့တန်ခါကုံက၉ပါးမှာလေ။ရှေ့က၄ပါးဖြစ်တဲ့တရားကိုကျင့်လိုက်လို့ရှင် နောက်ကအကျိုးဖြစ်တဲ့၅ပါးကရလာတာ။အဲ့ဒါရလာတဲ့အတွက်အဲ့ဒီအကျိုးကြီးကိုတို့ကပြောနေကြရမလို့တော့ဘူး။ရှေ့ကဟာကျင့်ရင်နောက်ကဟာရမှာပဲလေ။ဟုတ်တယ်မလား။ရှေ့၄ပါးပဲကျင့်ရမှာ။နောက်တန်ခါကလေ။ တော့တန်ခါအနေနဲ့ဂုံနဲ့ပြည့်စုံအောင်နေတော့မယ်ဆိုရင်တော့အဲ့ဒီရှေ့လေးပါးနဲ့ပြည့်စုံအောင်နေရမှာเนาะပြည့်လုံးနေပါဆိုတော့အဲ့ဒီလေးပါးကိုပေါ့တခါချုပ်လိုက်လို့ရှိရင်သူလည်းပဲတဘာတည်းဖြစ်သွားတယ်เนาะအဲ့ဒီလေးပါးကိုငါတဘာဖြစ်အောင်ချုပ်ပြရမှာလို့မင်းတို့เนาะကပ္ပထမကြည့်အောင်နံပါတ်1ကသုပတိပန်တော်တဲ့เนาะအကျင့်တစ်ခုလေသုပတိပန်တော်တဲ့เนาะဒုတိယက ဥဇုပတိပန်နောတဲ့ဟုတ်တယ်မလားနောက်တတိယကညာယပတိပန်နောနော်စတုထကသာမိစိပတိပန်နောဟုတ်တယ်မလားဒါဒီလေးခုဟာဒါတန်ခတ်ကုံတော်၉ပါးတဲ့ကအရှိ၄ပါးလေအဲ့ဒီ၄ပါးကိုသတိထားလိုက်နံပါတ်၁တုံးကလည်းပဲသုပတိပန်နောဆိုတော့ပတိပန်နောဆိုတဲ့စကားလုံးပါလေနော်ဒုတိယမှာလည်းပဲဥဇုပတိပန်နောဆိုပတိပန်နောဆိုတဲ့စကားလုံးပါလေ တတိယမှာလည်းပဲညာယပฏิပန်တော်ဆိုတော့ပฏิပန်တော်ဆိုတဲ့စကလုံးပါတယ်စတုဒ္ဓမှာလည်းပဲသာမိစိပฏิပန်တော်မှာလည်းပฏิပန်တော်လေးလုံးသလုံးမှာအဆုံးကပฏิပန်တော်နဲ့သူကဆုံးတာအဲ့ဒီလေးခုအဆုံးကဖြစ်တဲ့ပฏิပန်တော်ဆိုတဲ့ပါဠိပုဟာအကျင့်ကိုခေါ်တာအကျင့်ကိုပฏิပန်နာလို့ခေါ်တယ်ပမာလို့အကျင့်ပေါ့နော်အကျင့်ကျင့်ရမှာနော်အဲယဟန်ကယဟန်ဒီယဟန်ကျင့်ရမယ်အကျင့်ရှိတယ်လေနော် အကျင့်လို့ပြောရင်လည်းအကျင့်ပေါ့ကွာအလုပ်လို့ပြောရင်လည်းအလုပ်ပေါ့နော်အကျင့်ကျင့်တာနဲ့အလုပ်လုပ်တာနဲ့အတူတူပဲလေအကျင့်အကျင့်ကျင့်တာကိုအလုပ်လုပ်တယ်လို့ဗမာလိုပြောင်းပြောရင်လည်းရတယ်လေအလုပ်မလုပ်ဘူးဆိုရင်ဒါသာမကျင့်ဘူးပေါ့ကွာမဟုတ်တယ်မလားနော်ဟုတ်ပြီအဲ့တော့ဘာလို့အဲ့ဒီလေးခုဖြစ်တာတုံးလို့ဆိုတော့ရှေ့ကသူ့ထက်လိုက်တဲ့ခါကျတော့သုပတိပါဏဖြစ်သွားတာသူ့ဟာကောင်းတော်ကောင်းစွာအနေထက်တာကောင်းစွာကျင့်နေဟောအဲ့လိုပြောတာကျင့်တော့ကျင့်တာပဲ တချို့ကကောင်းလုံးကောင်းကျင့်တာမဟုတ်ဘူးတွေပါဟုတ်လားတော်ရုံလေးအဖြစ်တာဝန်ဟိုမိမိန်းကြီးခေါ်တာဟုတ်တော့မလားဝိဇိတန်းကြီးခေါ်တာလေအဲ့ဒီလိုမဟုတ်ဘဲနဲ့ကောင်းကောင်းကျင့်တာကိုသုပတိပါဏကောင်းစွာကျင့်ရမယ်လို့ခေါ်တယ်နော်နောက်ဥဇုပတိပါဏဥဇုဆိုတာကဖြောင်းဖြောင်းမှတ်တာကိုခေါ်တယ်ကျင့်တဲ့နေရာမှာလည်းပဲဖြောင်းမှတ်ရမယ်ဖြောင်းမှတ်တယ်ဆိုတာသိလားအခုကြည့်ရင်တခါကျင့်လဲတော်တော်ကြာပြည့်ထားလိုက်အခုကြည့်ရင်တခါထားကျင့်လဲတော်တော်ကြာပြည့်ထားလို့ဆိုရင်မဲအဲ့ဒါရကောက်မသွားပြီဘူးလားလို့ဟမ် ကောကောမတော်ဘူးလားကဲဒီနေ့ကြီးမင်းနှစ်ပင်ငါးချက်ပြစ်တာရဲ့တပည့်ကားကြသတိရထခြင်းလိုက်ပြန်တော့လေအတ္တကြီးကအဲ့ဒါအကောက်လို့ခေါ်တယ်အဲ့လိုမဟုတ်အောင်တဖြောင်နဲ့သွားရမှာလေကွာကျင်းမှာတော့တဖြောင်နဲ့ကျင်းနေရမှာလေအဲ့ဒါဥစုပတိပန္နာလေနော်အဲသာမီစိတ်ပတိပန္နာသာမီစိတ်ဆိုတာကအယုသေးအလေးအမြတ်ထားပြီးတော့ကျင်းရမှာတဲ့ကိုကျင်းတဲ့လုပ်ငန်းလေးကိုကိုအလေးကူပြုပြီးတော့ကျင်းရမှာခပ်ပေါ်ပေါ်မလုံးနဲ့လို့ပြောတာနော်သာမီစိတ်ပတိပန္နာနော် ညာယပฏิပါနာဆိုတာကျင့်ပြီဆိုလို့ရှိရင်ကျင့်တယ်ဆိုကြတဲ့ကဖះဟောတရားနဲ့လျှော်ညီစွာလျှော်ပတ်စွာကျင့်ရတယ်။ဟိုကိုမကိုကကိုကိုသဘောနဲ့ကိုတရောက်ကျင့်လို့မရဘူးလေကွာ။ဖះပိတ်တဲ့နီလာတဲ့ကျင့်ရမှာလေ။အဲ့ဒါကိုညာယပြောတာ။ဖះဟောထားတဲ့တရားနဲ့လျှော်ညီစွာကျင့်တာကိုညာယပฏิပါနာတဲ့။အဲ့တော့သူကအထူးပြုတဲ့ပုံတွေပါပဲနော်။အကျင့်ကိုထူးပြုတာ။ အဲ့တော့ယဟန်တပါးဟာတဲ့ယဟန်လုံးဝမဲ့အလုတ်ယဟန်ကျင့်ရမယ်အကျင့်ကိုကျင့်ရမယ်တဲ့ကျင့်တဲ့နေရာမှာကောင်းကောင်းကျင့်ပါတဲ့ဖြောင်းဖြောင်းမတ်မတ်ကျင့်ပါတဲ့ရိုးရိုးသေးသေးလေးလေးစားစားကျင့်ပါတဲ့ဖះဟောတရားနဲ့လျှော်ညီစွာကျင့်ပါတဲ့လေးခုနော်အဲ့ဒီလေးခုကိုကျင့်လို့ရှိရင်အဲ့ဒီကျင့်တဲ့ယဟန်ဟာသူကတန်ခါဂုံနဲ့ပြည့်စုံပြီပြည့်စုံပြီနော်ပြည့်စုံပြီလေးပါးသလုံးလေဒီလေးပါးပြည့်စုံရင်သူနောက်၅ပါးအကျိုးကရမှာလေကွာ ထားလိုက်တော့တော့ငါဘာမပြောတော့ဘူးအဲ့ဒီလို၄ပါးနဲ့ကျင့်နေတဲ့ပုဂ္ဂိုလ်ကတန်ဃာလို့ခေါ်တာတဲ့အဲ့လိုဆိုခင်ပုဂ္ဂိုလ်မပါတော့ဘူးပြန်မယ်နော်တွေ့လားနော်ပုဂ္ဂိုလ်မပါတော့ဘူးဥကိမိန်လူတာလည်းပြောတော့လို့မရဘူးဥကိမိန်လို့လို့ရင်တော့လူမောမလို့ရင်မလို့ဘူးလေကွာမဟုတ်တော့မလားအချင်းချင်းလူမယ်လေကွာမချင်းမလူဘူးလေကွာသူအလုတ်ကိုလူတာတွေ့လားလူတာကလေ ဒီတန်ကဒီလူကြီးပုဂ္ဂိုလ်ကြီးလူတာမဟုတ်ဘူးဒီပုဂ္ဂိုလ်ကြီးလူကြီးလုပ်နေတဲ့လုပ်ငန်းကိုလူတာ အကျင့်ကိုလူတာလေအကျင့်ဆိုတာလုပ်ငန်းလေဟုတ်တယ်မလားအကျင့်ကိုလုပ်ငန်းကိုလူတာပုဂ္ဂိုလ်မဟုတ်တော့ဘူးလေမဟုတ်လို့ချင်းပုဂ္ဂိုလ်ကြီးကွယ်လို့မရတော့ဘူးလေကောမဲခြေသေးလားကွယ်သေးလားမကွယ်တော့ဘူးလေအဲ့လိုလို့ဆိုလို့ချင်းတပည့်တို့တော့နားလေရောရဟန်းတစ်ပါးကျင့်ရမယ်ကျင့်ကဘလို့ဟာဒီတုံးလို့ဆိုရင်ရဟန်းခိုင်းမြတ်သောဗျာခိုင်းတာနှစ်ခုတည်းရမများဘူးပရိယလို့ခေါ်တယ်ပฏิပတ်လို့ခေါ်တယ်ဟုတ်တယ်မလားမင်းတို့သိတယ်လေ ပရိယတ်ဆိုတာသူခေါ်တဲ့တရားစာတွေကိုသိအောင်လုပ်ခိုင်းတာလေငါခေါ်တဲ့တရားတွေကိုမင်းတို့သိအောင်လုပ်တဲ့အဲ့ဒါသိအောင်လုပ်ရင်ဒါပရိယတ်ပဲလေအဲ့သိပဲလားသိပြီသိရင်ကျင်းတယ်ဘုရားပြောတာဒါပฏิပတ်လေဟုတ်တယ်မဟုတ်လားသိပြီပြီမကျင်းလို့ရှိရင်အဲ့ဒါပฏิပတ်မပါဘူးလေကွာဒီနှစ်ခုပဲလေကွာအဲ့တော့ယဟန်ဟာယဟန်လုံးဝမဲ့အလုပ်ဆိုတာပရိယတ်တိလုံးဝမယ်ဘုရားဟောတရားတွေကိုသိအောင်လုပ်ရမယ်နော်သိပြီးရင်ကျင်းရမယ်ကျင်းရမယ်နော်ကတိလည်းသိပြီကျင်းလည်းကျင်းပြီဆိုပြည့်စုံမလားဆိုတော့ မပြည့်စုံသေးဘူးကိုတိယုံနဲ့မရကိုကျင့်ယုံနဲ့မရကိုပစ္စည်းလေးပါလူတန်းထောက်ပံ့တဲ့တက္ကရာကမတရှိတယ်သူတို့ကျေးဇူးရှိတယ်လေသူတို့လူတန်းထောက်ပံ့တဲ့ပစ္စည်းလေးပါနဲ့ကိုတိအောင်လုပ်တာလေစာသာစာတင်တယ်ဆိုတာမင်းတို့ထောက်လို့သူတင်တာဘာ okay မင်းတင်လာဟုတ်တယ်မလားမင်းတို့ရတာရမှာတယ်ဆွေမျိုးတွေဝိုင်းထောက်လို့သူစာသင်ရတာအဲ့ဒါတွေကိုပြန်ပြီးတော့ကျေးဇူးဆရမှာလေသူတို့တိအောင်ခေါ်ပေးရမှာလေဟုတ်တယ်မလား ဟောပဲလို့သိပြီဆိုရင်မင်းတို့လည်းပဲသိုံနဲ့မဟုတ်ဘူးကျင်ညာဩငါလည်းပဲကျင်တာမင်းတို့လည်းကျင်ညာတယ်အဲ့လိုခိုင်းရမှာလေအဲ့တော့ကိုယ်ပစ္စည်းလေးပါလူတန်းတဲ့တရားဓမ္မကိုလည်းပဲဖရာဟောတရားတွေသိအောင်ပြန်လုပ်ပေးရမယ်သိပြီလို့ရှိရင်အဲ့ဒီသိတဲ့အတိုင်းသူတို့လည်းကျင့်အောင်ကိုယ်လုပ်ရလုပ်ပြရလဲဆိုတော့ကိုယ်ရှိရလောကလုပ်ရမှာနမူနာလုပ်ပြရမှာဘုံကြီးရလေအဲ့ဒီလိုလုံးမှမင်းတို့ကနောက်ကလိုက်ပါလေအဲ့ဒီလိုလုပ်ငန်းလုပ်နေလို့ရှိရင်အဲ့ဒါသုပ္ပတိပါဏာပဲနော်ဥဇုပတိပါဏာပဲ တာမိစိပတိပန္နာပဲညာယပတိပန္နာပဲ၄ပါးလုံးနဲ့ပြည့်စုံတယ်ဟုတ်တယ်မလားဒီနှလုံးကိုလုံးလို့ရှိရင်အဲ့ဒီတော့စွန့်လူတယ်စွန့်ကတ်တယ်ဆိုတာဟာတန်ဃာတွေကိုကတ်တာတန်ဃာတွေဖုံးပေးတာသို့တော့ဒီဖုံးပေးတဲ့တန်ဃာဆိုတဲ့ပုဂ္ဂိုလ်ကြီးဒေယအကြီးကိုလှူတာမဟုတ်ဘူးဒီပုဂ္ဂိုလ်ဒေယကြီးကလုံနေတဲ့ပရိယတ်တိလုပ်ငန်းပฏิပတ်တိလုပ်ငန်းကိုအာယုံပြုပြီးတော့ငါတို့ကလှူတာဆိုလို့ရှိရင်မင်းဒါဘုန်းကြီးမကွယ်တော့ဘူးလေဘောမယ်မကွယ်ဘူးလေအဲ့ဒီတောင်ပို့ရမှာမင်းတို့ကောင်းတယ်ဟုတ်တယ်မဟုတ်လားအေး အဲ့ဒီလိုပို့ပြီးတော့ကလှူမှတန်ခါကိုဘုန်းကြီးကွယ်ပြီးဆိုတာနဲ့လွတ်မှာပြန်မင်းတို့ဟုတ်တော့မလားအဲအဲ့ဒါသမင်းတို့ဥက္ကိမေမျိုးတွေဟုတ်တော့မလားနော်ဟိုတသိမ်းမဟုတ်လေဒါမင်းဘုန်းကြီးမျိုးတွေမင်းတို့မင်းတို့ကအရင်သိရမှာလေကောမင်းကိုဘုန်းကြီးကဒီတက္ကသိုလ်တဲ့ဥစ္စာကြီးကိုဟုတ်တော့မလားအေးအဲ့ဒီလိုသိပြီးတော့လှူရမှာနော်အေးအဲ့ဒါဆိုရင်မင်းကမင်းတို့ဒီနေ့ဒီနေ့လှူတဲ့အလှူအားဒါဘုန်းကြီးမကွယ်ဘူးလို့နော်ဘုန်းကြီးမကွယ်တဲ့လှူတော့အောင်းမလိုက်ပြီတော့နော်ကဲလို့ရည်သက်ကြအောင်လိုက်ဆိုရည်သက်ွက်